င်္ဂလာပါရှင်ဖေဖော်ဝါရီလ28ရက်နေ့အတွက်မူလဝတ္တခမန်းချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့မနက်ပိုင်းဖမ်းဝင်ရရှိထားတဲ့ကျွန်တော်တိမ်မုံကြည့်မယ်ဆိုရင်တော့ကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်ရောတောင်ပိုင်းတို့မှာတိမ်အသင်းတရနေတိမ်ထူရနေပြီးတော့ကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ချမ်းမင်္ဂလားပင်လယ်ရောတို့မှာတိမ်နေငယ်ဖြစ်ထွန်းနေပါတယ်။ မြမပင်လယ်ပြင်ခမန်းချက်တွေကတော့မြမကင်ရန်ရှောင်းနဲ့ကန်လုံပင်လယ်ပြင်တို့မှာတခါတည်းရမိုးတက်လီပင်တွေကြောက်ပြီးတော့လိုင်းတဲ့တဲ့ရတွေလိုက်ကြည့်နိုင်ပါတယ်မိုးတက်လီပင်ကြားနေတဲ့အချိန်မှာရှင်းပြင်းပြင်းပြင်းလေးတနားရီကို25မိုင်ရနေမိုင်30အထိတက်ခတ်နိုင်ပါတယ်လိုင်းမြင့်နေကတော့9ပြားနေ6ပြီလောက်ထိမြင့်တက်နိုင်ပါတယ်မိုးရွာတွန်းနိုင်မှုခမန်းချက်တွေကတော့ရှောင်းကုန်တိုင်းစကိုင်းတိုင်းထပ်ပိုင်းအေရီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးရွာတွန်းနိုင်ပါတယ် နေပြီးရောကြားပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာအများအပြားတိုင်းနိုင်ပြီးတော့ကြံပြည်နယ်နဲ့တိုင်းနယ်မှာတင်းတန်းတဲ့ဖြစ်ထောင်းနိုင်တယ်လို့ခန့်မှန်းထားပါရရှင်။နေပူချိန်ခန့်မှန်းချက်တွေကတော့အမြင့်ဆုံးပူချိန်တွေအနေနဲ့တနင်္သာရီတိုင်းမှာ35ဒီဂရီစင်နီဂရိတ်ဝန်းကျင်လောက်မြင့်တက်နိုင်ပါတယ်။ဆက်လက်ပြီးတော့ပြည်နယ်နဲ့တိုင်းလိုင်းမျိုးတော့ရေမိုးလေဝသခန့်မှန်းချက်တွေကိုလည်းတင်ဆက်ပေးတော့မှာဖြစ်ပါရရှင်။